阿罗啊，过来一下，老木的，中了得，中！哈，现在，苏苏苏苏呢？爱大米，你呀？我变可怜，你也变可怜，所以你加入表里加入我们呀？ ြင်းဘသူကဘသူ့ကိုပြန်ခေါ်ဟဲ့မျိုးချုပ်မင်းရှုပ်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 တော့မလုံးနဲ့နော်နေ့တိုင်းကြည့်လို့ကြက်ဦးတွေကြီးပဲတိုင်းနေပါလေရွှေဆိုင်ကြပါဦးလိုင်းပေါ်မှာလင်းတို့ရုပ်ရည်လေးတွေနဲ့အလူခံပါဆိုတော့လင်းတို့အဖြစ်မရှိအတိုင်းစောနေတိုင်းစားခြင်းကောင်းကောင်းစားခြင်းလို့ရှိရင်ကောင်းကောင်းအလှကံစောက်တရားများလဲစားစားကြည့်ရစားနားလဲလား ညီမလေးကအသားရင်စားခြင်းလို့လားညီမလေးအသားရင်စားခြင်းကိုကြီးကိုပြောမှာပေါ့ကိုကြီးတဲတဲမှာအသားဝင်အများကြီးရှိနောက်တစ်ခါညီမလေးအသားရင်စားခြင်းကိုကြီးစီကိုလာခဲ့ညီမလေးစားပြီးရင်တော့ကိုကြီးစားတယ်မစိတ်ပါနေနဲ့အားလုံးအစီအပြေပါလိမ့်မယ်။မင်းကနိုင်ငံသားမှဆိုတော့ အစဉ်ပြေသွားလိမ့်မယ်ဆိုတဲ့စကားလုံးကို AACC ပြောနိုင်တော့ဟုတ်ဒီမှာငါတို့ရဲ့အနာကတ်ညကြောက်ဆုံးနေတာကွာလမ်းညပြောက်နေတာကွာငါလူတွေကိုကူညီခြင်းလို့လူတွေရဲ့ဝေဒနာကိုကုသဖို့အခုတော့ငါရှောက်နေတဲ့လမ်းနဲ့ငါကြုံတွေ့နေရတဲ့နေရာတဖြည်းဖြည်းလမ်းလွှဲနေပြီ နေရောဘာဖြစ်ကျင်ခဲ့တာလဲအခုနင်ကြုံတွင်းနေရာနဲ့နင်ဖြစ်ချင်တာနဲ့ထတ်တူကြလားကြားလေကြားလေမတို့ဘွားတွေကအဓိပ္ပာယ်မေ့လာတယ်ဒီလားဘာမှမဟုတ်တဲ့ကိစ္စရင်းနဲ့တက်ကြရဖြဲကြအဲ့ဒါတွေကစိတ်ပြက်လာတယ်ကိုကြီးဝဲလာတယ်ကိုခံစားရတယ်ဘာတော်တော်စိတ်ပြက်လာတယ် ပြည်တွင်းဥပညာရှင်အားလုံးစစ်တပ်ရွေးကောက်ပွဲအတွက်ဝါရဖျက်ရိုက်ကူပေးရမှာဖြစ်ပြီးညှင်းဆန်သူများအေးအေးယူမယ်လို့အကြံဖက်စစ်ကောင်စီချင်းချောက်အမှုပညာရှင်တွေနိုင်ငံခြားထွက်ရင်ကြိုတင်အကြောင်းကြားရမယ်ဆိုကပြည်ပထွက်ခွင့်ကန့်သက်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်တွင်းမှာရှိတဲ့အမှုပညာရှင်အားလုံးဝါရဖျက်ရိုက်ကူပေးရမှာဖြစ်ပြီးညှင်းဆန်သူတွေကိုအေးအေးယူမယ်လို့စစ်ကောင်စီကချင်းချောက်ပြောဆိုလိုက်ကြောင်းလူထုຫນွေဦးရဲ့အမှုပညာတည်င်းရင်းမြစ်တွေကပြောပါတယ်ဒီကနေ့ အောက်တိုဘာ30ရက်နေ့လယ်တနာရီမှာစစ်ကောင်စီရဲ့ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်အေးကျွဲဟာရန်ကုန်မြို့ကရုပ်ရှင်လုပ်ငန်းရုံမှာအမှုပညာရှင်တွေကိုခေါ်ယူပြီးအထက်ပါအတိုင်းဖိအားပေးချင်းချောက်လိုက်တာလို့အမှုပညာသတင်းရင်းမြစ်ကပြောပါရတယ်။ ရုပ်ရှင်ဇာတ်ကားတွေမရိုက်တော့တဲ့နာမည်ကျော်တရုတ်ဆောင်များအပါအဝင်နာမည်ကြီးတရုတ်ဆောင်လူပညာရှင်အားလုံးစစ်တပ်ရွေးကောက်ပွဲအတွက်ကမ်ပိန်းတွေကြွေးကြော်တမ်းတွေစတဲ့ဝါဒဖြန့်မှုတွေမှာပါဝင်ရိုက်ကူးပေးရမှာဖြစ်ပြီးညှဉ်းဆန်သူအားလုံးကိုအထက်မင်းအရအရေးယူမယ်လို့အေးကျွဲကချင်းချောက်ပြောသွားတယ်လို့ငင်းကပြောပါတယ် လောက်ရမှာကတော့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ slogan ကိုတယောက်ချင်းစီပြောရမယ်ရိုက်ကူးရေးကိုစကမဘက်ရိုက်ပြီးသူတို့တရင်နဲ့ဖြောပြရ platform အားလုံးမှာထုတ်လွှင့်မယ်လို့တရင်ရင်းမြစ်တူကပြောပါတယ်တချို့အမှုပညာရှင်တွေအနေနဲ့ကိုရိုင်းရိုက်ကူးရပေးပို့ရမှာဖြစ်ပြီးအဲ့ဒီ season ကို November လဆန်းမှာစတင်မယ်လို့လည်းဆိုပါတယ် ရုပ်ရှင်ဇလန်းတို့မဟုတ်ပါတယောက်ချင်းစီမှစက္ကမဘက်ကရွဆူခိုင်းတဲ့ slogan ကိုရွဆူတဲ့ဗီဒီယိုရိုက်ကူးရေးဖြစ်တယ်လို့လည်းပြောပါရယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါဒဖြန့်ချီရေးစကားမှာပါဝင်သူတွေကိုပြည်သူတွေကလူမှုရေးပြစ်ဒဏ်ခတ်တာတပိတ်မောက်တာအပြင်းထန်ပြုလုပ်တာအောင်မြင်ခဲ့တာကြောင့်စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာနကအောက်တိုဘာ3ရက်နေ့မှာအမှုပညာရှင်အားလုံးကိုမလာမနေရအရေးပေါ်စီဝေးခေါ်ပြီးဖိအားပေးချင်းချောက်ခဲ့တာလို့အမှုပညာတိုင်းဝိုင်းကတည်င်းရင်းမြစ်တော်ဒီကပြောပါရယ် သူတို့အခုခေတ်သမိုင်းကိုဒုံဆိုင်မိသူများဆိုတဲ့ရွေးကောက်ပွဲကမ်ပိန်းဆက်ကမှလူမှုတုံ့ပြန်မှုနဲ့ပွဲကမှလူမှုဘက်ကအောင်မြင်ခဲ့တဲ့အတွက်လူမှုနဲ့ပါရန်တိုက်ပေးတယ်လို့မြင်တယ်လို့စစ်တပ်ရဲ့အခုခေတ်အားပေးမှုအပေါ်အမှုပညာလောကသားတဦးကပြောပါတယ်ဒါအပြင်အခြားသတင်းတရက်မှာပြည်တွင်းကအမှုပညာရှင်တွေအနေနဲ့နိုင်ငံသားတွားရောက်ပါကစစ်ကောင်စီစီကျူးတင်အကြောင်းကြားရမယ်လို့လည်းစစ်ကောင်စီထောက်ခံသူယုံလေးကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ် ဒီကနေ့မှာနိုင်ငံခြားသွားတဲ့အမှုပညာရှင်အဖွဲ့တစ်ဖွဲ့ကိုစစ်ကောင်စီကတားဆီးလို့လေစိတ်ကနေလှည့်ပြန်လာခဲ့ရတယ်လို့လည်းအတည်ပြုထားပါတယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလှုပ်ဆောင်သူတွေကိုပြင်းပြင်းထန်ထန်တုံ့ပြန်နေတဲ့ရန်ကုန်အခြေစိုက်မြေအောက်တော်လိုင်းရေးအဖွဲ့၅ဖွဲ့ကလည်းခေတ္တမိုင်းကိုဒုံဆိုင်မိသူများဆိုတဲ့ဇလံပအဝင်သူတွေကိုအရေးယူသွားမယ်လို့ကြေညာထားပါတယ်